မိတ်ဆွေရဲ့ English speaking ကို share တိုးတက်သွားအောင်လို့ AI ကိုဘလို့ခိုင်းစားမလဲဆိုတာကိုဒီဗီဒီယိုမှာ ပြောပြမယ်မိတ်ဆွေက English လေ့လာနေတယ်ဒါပေမဲ့ DeepSeek ကိုမသုံးရသေးဘူးဆိုရင်မိတ်ဆွေရဲ့ English လေ့လာနေခရီးမှာ အခမဲ့ကူညီပေးမဲ့ဆရာတယောက်ခမဲ့ကူညီပေးမဲ့ AI တစ်ခု DeepSeek ကိုစပြီးပြင်ကြည့်ပါ โอเค Play Store မဟုတ်ရင် App Store မှာ download လုပ်လို့ရတယ်အခုနောက်ပိုင်းမှာတော့ Deep Sea ကို DS လို့ပဲကျွန်တော်ခေါ်တော့မယ်ရှေ့လို့โอเค Deep Sea ကို download ပြီးသွားပြီဆိုရင်ဘာလို့သုံးတင်လဲဆိုတော့ပြောပြမယ်ဘာလို့သုံးတင်လဲဆိုတော့ပထမချက်က तू က AI ဖြစ်နေလို့ AI ဆိုတာကဗျာအသိပညာမှာဘယင်တွေโอเคအဲနောက်တစ်ချက်က Deep Sea ကမြန်မာလိုကောင်းကောင်းမွန်မွန်ရတယ်မြန်မာလိုကောင်းကောင်းမွန်မွန်ရတယ်အဲ့ဒါအရင်ကောင်းတယ် အဲ့ကျွန်တော်တခြား ChatGPT လိုမျိုး Google Translate လိုမျိုးပေါက်ပြရတွေဘာသာပြန်မနေဘူးချွတ်ချောမုံမုံမဖြစ်ချွတ်ချောမုံမုံဖြစ်တယ်။နောက် ChatGPT ရော Google Translate တော့ကောင်းပါပဲ။ဒါပေမဲ့မြန်မာလိုချွတ်ချောမုံမုံမဖြစ်သေးဘူးချွတ်ချောမုံမွေမပြန်နိုင်သေးဘူးသူတို့မှာ။ Okay ကျွန်တော်သုံးခွင့်များကောင်းနေတယ်မှာ DeepSeek ကမြန်မာလိုကောင်းကောင်းမုံမုံရတယ်။ကောင်းကောင်းဘာသာပြန်နိုင်တယ်ကောင်းကောင်းမုံမုံရှင်းပြနိုင်တယ်။ဒီတစ်ချက် အရန်ကောင်းတယ်ဆိုတော့ deep seek ကိုစပြီးတုံးကြည့်မယ်โอเคကျွန်တော်မတွေ့တဲ့တခြားမြန်မာလိုကောင်းကောင်းမွန်မွန်ရတဲ့ AI တွေရှိရဆိုရင်လည်း comment မှာလက်တို့ခဲ့โอเคဆိုတော့ deep seek ကိုဘယ်လိုသုံးအောင်လဲပြပြမယ်ဘယ်လိုသုံးအောင်လဲဆိုတော့အမေစိက English ကိုလေ့လာတယ်ဗျာလေ့လာတယ်ဆိုတော့သိရတိုင်းပဲ English လေ့လာပြီဆိုရင်ကိုမသိရဆက်လုံးတွေစာကြောင်းတွေအများကြီးတွေ့ရလိမ့်မယ်ကိုကိုရှင်းပြပေးမယ် လူလည်းမရှိဘူးနားမလဲတော့ခတ်တယ်ရှင်းပြပေးမယ်ချစ်သူလေးလည်းမရှိဘူးဆိုတော့စိတ်ညစ်တာပေါ့ဗျာဒါပေမဲ့စိတ်မညစ်ပါနဲ့ DS ကိုသွားလိုက် DS မှာကိုတိချင်တဲ့စလုံးလေးရိုက်ရိုက်ပြီးတော့ဒါကိုမြန်မာလိုရှင်းပြဇန်းဆိုပြီးတော့ပေးလိုက် DS ကလည်းဟုတ်ကဲ့ပါခင်ဗျဆိုပြီးတော့မြန်မာလိုကြီးရှင်းပြပေးလိုက်ကဲနောက်တစ်ခုကမိတ်ဆွေက grammar လေ့လာတယ် လိုင်းပုံမှာဖြစ်ဖြစ်စာအုပ်နဲ့ပဲဖြစ်ဖြစ်ဘာနဲ့ဖြစ်ဖြစ်လေ့လာတယ်ဒါပေမဲ့ကိုကလေ့လာတာလေ့လာနေတယ်ဒါပေမဲ့နားမလည်ဘူးဆိုရင်အဲ့ဒီ grammar ခေါင်းစဉ်ကို deep sea မှာရိုက်ရိုက်ပြီးတော့ရင်ဒီဟာကိုမြန်မာလိုရှင်းပြပေးစမ်းလို့ပြောလိုက်ဆိုရင်ကိုကလည်းဟုတ်ကဲ့ပါခင်ဗျဆိုပြီးတော့မြန်မာလိုရှင်းပြပေးနေမယ်လွယ်လွယ်လေးပြပြဩဝါကြီးရှင်းပြပေးမှာเนาะကဲနောက်တစ်ခုကအဲမိတ်ဆွေက English လို့အပြောလေးကျင့်တယ်မဟုတ်ရင်အရေးလေးကျင့်တယ်ဒါပေမဲ့မှန်လားမမှန်လားမသိဘူးမှန်လားမမှန်လားစစ်ပေးမဲ့လူတွေမရှိဘူးဆိုရင် DS ကိုသွားလိုက်ကိုပြောခဲ့တဲ့စာလုံးတွေစာကြောင်းတွေကိုရေးခဲ့တဲ့ writing တွေကိုရေးပေးလိုက်ရေးပြီးပြီးတော့ရင်ဒါကိုမှန်လားမမှန်လား grammar ရမှန်လား မမှန်လားပူကောင်းအောင်ဘယ်လိုလုပ်ရမလဲဘာတွေပြောရမလဲဘာတွေရေးရမလဲဆိုတာကိုမေးလိုက်အဲ DS ကလည်းလာပါပြီခင်ဗျဆိုပြီးတော့ပြောပြပေးလိမ့်မယ်โอเคပူကောင်းအောင်လုပ်ပေးလိမ့်မယ်ကဲဒါနောက်တစ်ခုနောက်တစ်ခုကမိတ်ဆွေက reading လုပ်တယ် English လောက်ဒီဖတ်တယ်ဗျာ English read uh, reader လေးတွေဖတ်တယ်အဲဖတ်တယ်ဆိုရင်ကိုနားမလဲတာတွေ့ရမယ် နားမလဲစာကြောင်းတွေစကားစုတွေတွေ့ရမယ်ဘာသာပြန်ဖို့ကိုယ်အနေနဲ့ခက်ခဲတယ်ဆိုရင်အဲ့ဒီကိုယ်တို့ခက်ခဲစာကြောင်းလေးတွေစကားစုတွေစာဘိုက်တွေကို copy လုပ်လို့ copy လုပ်မလုပ်ရင်စာရိုက်ထည့်ပြီးတော့ဒါကိုမြန်မာလိုဘာသာပြန်ပေးစမ်းဆိုရင်ဟုတ်ကလည်းဟုတ်ကဲ့ပါခင်ဗျဆိုပြီးတော့ပြန်ပေးလိုက်မယ်ရမ်းလို့ကနခုကမိတ်ဆွေကနိုင်ငံခြားမှာအလုပ်လုပ်တယ်เนาะနိုင်ငံခြားမှာအလုပ်လုပ်တယ် ဆိုရင်အဲမိတ်ဆွေအနေနဲ့ပြောမဲ့စကားတွေရှိတယ်လုပ်ငန်းခွင်မှာသုံးမဲ့စကားတွေရှိတယ် English စကားလေးတွေဥပမာကိုကစားတောက်ဆိုင်မှာအလုပ်လုပ်တယ်ပေါ့စားတောက်ဆိုင်မှာအလုပ်လုပ်တယ်ဆိုရင်ကိုနေ့စဉ်မှာပြောမဲ့စားတောက်ဆိုင်တခုမှာနေ့စဉ်ပြောမဲ့ကိုပြောတဲ့နဲ့ပြောမှကောင်းမဲ့ English စကားတွေစကားပုံစံတွေကိုကသိချင်တယ်ဆိုရင် DS ကိုတော့ သွားပြီးတော့ဒီအစားအသောက်ဆိုင်မှာ ပြောရမယ်ပြောတဲ့နဲ့ပြောလို့ကောင်းတဲ့အဲစကားလေးတွေအခုတရားလောက်ငါ့ကိုပြစမ်းကျောင်းအကျောင်းတရားလောက်ပြစမ်းဆိုရင်ဟိုကလည်းအလိုတော်တိုင်းပါခင်ဗျဆိုပြီးတော့ပြပေးလိုက်မယ်မြန်မာလိုနားမလည်ဘူးဆိုရင်မြန်မာလိုကဘာသာပြန်စမ်းกว่าဆိုရင်ဟိုကလည်းဘာသာပြန်ပေးလိုက်မယ်ကိုကအဲဒီထိုင်မတ်မှတ်ပြီးကြက်ကြက်ပြီးတော့လုပ်ငန်းခွင်မှာတောင်းရုံပဲ ဟုတ်ပြောလိုက်တာโอเคနောက်တစ်ခုကဘာလဲဆိုတော့မိတ်ဆွေကယုံမှာအလုပ်လုပ်တယ်ယုံနေမှာအလုပ်လုပ်တယ်အဲ့တော့ကိုကယုံမှာအလုပ်လုပ်တယ်ဆိုရင်တခါလေကြရင်တချို့ယုံနေမှာဆိုရင် English လို့ရေးထားယုံစာကိုမြန်မာလိုဘာသာပြန်ရတာရှိတယ်တချို့ဆိုရင်မြန်မာလိုပြောချင်တဲ့စကားကို English လို့ပြန်ရေးရတာရှိတယ်အဲ့လိုအချိန်ကြရင်လည်းပုံမနေနဲ့ကိုရေးရမယ့်ယုံစာတွေ စာရီကိုရေးချင်တဲ့ဟာကို deep sea ကိုပြောလိုက်ဟုတ်မှာ english စာရုံးစာလေးပေးပေးပြီးတော့ဒါကိုမြန်မာလိုဘာသာပြန်စမ်းกว่าဆိုရင်ဟိုရတယ်ပြန်ပေးလိုက်မယ်โอเคအကိုပြောချင်တဲ့မြန်မာစကားကိုဒါကို english လိုပြန်ရေးပေးစမ်းဆိုရင်ဟိုကလည်းရေးပေးလိုက်မယ်โอเคကိုကရေးနေနဲ့မှအဲတိတ်မကြိုက်သေးဘူးသူပြောတဲ့ပုံစံနဲ့တိတ်မကြိုက်ဘူးအဲပိုကောင်းအောင်ထပ်ရေးစမ်းဆိုရင်ဟိုကလည်း ရပါလေခင်ဗျာဆိုပြီးလုပ်ပေးနေမယ်ဒီလိုလေးပဲအဲဆိုရင်ယုံသမားတွေအတွက်လည်းအရင်ဆင်ပြေပါလေခင်ဗျာကဲနောက်ခုကတော့အများကြီးရှိပါတယ်เนาะကိုဟိုတယ်အပိုင်းတွေဈေးဝယ်တဲ့အပိုင်းတွေအစားတောက်မာတွေအော်အင်တာဗျူးမိခွန်းတွေအဖြေတွေဟမ်ဒါတွေအကုန်လုံးကိုကိုက deep sea မှာတိရှင်တာမေးကိုရဲ့အလုံးနဲ့ပတ်သက်တာကိုနဲ့ပတ်သက်တာတွေကို ကိုအသုံးဝင်မဲ့ဟာလေးတွေကိုကရှာကြံစဉ်းစားပြီးတော့မေးချင်တာမေးလောက်ချင်တာလောက်စဉ်းပြေးတယ်โอเคပြောရင်တော့အများကြီးပဲလုံလို့ရတာကအဲဒါမလို့ကိုသိချင်တာတွေကိုတွားပြီးလောက်ပါဒါဆိုရင်ဘုကလည်းလောက်ပေးလိုက်မယ်အဲဆိုရင်ကိုရဲ့ English က special တိုးတက်သွားမယ်ကိုရဲ့လုပ်ငန်းကမှအရန်ကိုအသုံးဝင်သွားမယ်ကဲနောက်တစ်ခုကတော့တခါလေးကျရင်ကျွန်တော်တို့ကရှိရတယ်ဗျနင်းထိုင်နဲ့ ဒီမြန်မာစကားကိုငါအင်္ဂလိပ်လိုဘယ်နဲ့ပြောရမလဲဆိုတာမျိုးစဉ်းစားမိတာမျိုးရှိတယ် right အဲ့လိုမျိုးဆိုရင်ကိုကဘု து သွားပြေးမေးရမှာမသိဘူးဘု து သွားပြေးမေးရမှာမသိဘူးအဲ့ဆိုရင်ပုံအနေနဲ့ DS ကိုပြေးပြေးပြီးတော့အဲဒီမြန်မာစကားကိုငါအင်္ဂလိပ်လိုပြောချင်တယ်ဘယ်လိုပြောရမလဲဘယ်လိုပြောရင်ကောင်းမလဲဆိုတာသွားပြောလိုက်အဲ့တော့ DS ကနေပြီးတော့20စက္ကန့်10စက္ကန့်အတွင်းပြောပြပေးလိုက်မယ်โอเคလောက်လွယ်တယ်နော်ဘာသူမှမေးကြမလို့ โอเคကျွန်တော်တို့ကอืมဆိုရင်ပြောရင်တော့ကုံမဟုတ်ဗျာ DS ကိုသုံးလို့ရတဲ့နည်းကအများကြီးရှိတယ်ကိုရဲ့ lower check ကိုစဉ်းစားပြီးတော့မှစိုက်တာမေးမြန်မာလိုကြီးပါရတယ်ဆိုတော့ဗျာကျွန်တော်တို့အဲ English လိုအခြေခံတော့မရသေးလို့ AI မသုံးဖြစ်ပါဘူးဆိုတဲ့စိတ်ကိုဖြောက်လိုက်လို့ရอืมโอเคဖြောက်လိုက်တော့โอเคအခုနောက်တစ်ခုကြောင့်အရေးကြီးတာဗာလဲဆိုတော့ အရင်ကြီးတော့အရေးမကြီးပါဘူး။အရင်ကြီးတော့မလိုပေမဲ့မမာမဖြစ်လို့မာတာမျိုး right AI ဆိုတာကစွမ်းတယ်စွမ်းတယ်ဆိုပေမဲ့ဒီကောင်တွေက လူမဟုတ်တော့ဘာသာပြန်တဲ့အခါမှာဖြစ်ဖြစ်ဘာသာပြန်တဲ့အခါမှာပေါ့ဗျာကိုယ့်ရဲ့မိခင်ဘာသာစကားလိုမျိုးလူတွေမိခင်ဘာသာစကားကိုဒီရဲ့ native တွေပြောနေတယ်လို့မျိုးမြန်မာပြီးပြောနေတယ်အရင်ကြီးမချောတာမျိုး တဘာဝသိမကြတာမျိုးရှိနေနိုင်သေးတယ်ဆိုတော့ကိုကဘာသာပြန်နေယူတယ်ဆိုရင်တော့မှတရားဖတ်ပါဖတ်ပြီးတော့တရားစဉ်းစားတဘာဝကြအောင်ပြန်ပြီးတော့နည်းနည်းပါးပါးပြင်ပြီးတော့ယူလေခြင်းတယ်โอเคအလွဲမှာတိတိလေးလေးရှိနိုင်သေးတာဖြစ်တဲ့အတွက်โอเคဒါကြောင့်မို့ဒါလေးသတိထားပြီးပါဒီတစ်ချက်ပဲဆိုတော့ ဒီခေတ်ဗျာအသိပညာတွေများရှားတော့အရန်ကိုလွယ်လာတယ်ဆိုတော့ကိုကလှုပ်ခြင်းစိတ်လိုခြင်းစိတ်ကြိုးစားခြင်းစိတ်တစ်ခုပဲလိုတာပဲโอเคဒါကြောင့်မလို့ဒီမိတ်ဆွေမှာလည်းဒီစိတ်ရှိတယ်ဆိုတာကိုဒီဗီဒီယိုဒီထိကြည့်နေပြီးစေဒီဆိုတဲ့ကိုကရုံနေဒါကြောင့်မလို့စပြီးတော့ DS ကိုစပြီးတုံးပါခင်ဗျာအရန်ကောင်းတယ်အဲတုံးတယ်လို့မပြောပါဘူးเนาะတုံးတယ်လို့မပြောတော့ DS ကိုစပြီးခိုင်းစားပါခင်ဗျာ Okay So ဒီဗီဒီယိုကမိတ်ဆွေတဲ့အရန်ကိုအကျိုးရှိမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်မလို့အကျိုးပုံအကျိုးရှိရဆိုရင် YES yes ဆိုပြီးတော့မှန်ခဲ့ဗျာ Okay နောက်ထပ်ဗီဒီယိုမှာပြန်တွေ့အောင်ဘိုင်ဘိုင်ကျွန်တော်နာမည်ကတော့ Yeah